မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ်။အေးခုခေတ်ဒီကျတော့အမျိုးမျိုးဖြေထုတ်ကြမှာပေါ့။ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ်။ဒီမာတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်။အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာသဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြ။သဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကမ္ဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်။ အယံမဟာပထဝီဥဒိကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေအဝိဇ္ဇီတွင်နေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပြီးတော့အခုခေတ်သိပ္ပံလေးနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအပလန်နက်ခေါ်တာကဘာဂျိုလို့အဲ့ဒီကဘာဂျိုကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင် အခုကောင်းကင်ရံကမြင်နေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတံမဲမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြေးကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပဲမြင်နေရကဘာတီချပုံကိုစပေးကျန်းကမှဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသော်ဘုရားရဲ့အဆုံးအမအရာ ဘုရားသခင်ဖန်ဆင်းတာမဟုတ်ပဲနဲ့သဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ်။သဘာဝတရားကဖန်ဆင်းသဘာဝတရားကြောင့်ဖြစ်လာ။ကဘာကြီးပြန်တည်ဆောက်ဖို့ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာ။အဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကညံထားတဲ့အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုလဲလို့ဖြစ်လာ။ အဲ့ဒီလေဟာမြင်ထဲမှာကြာလာတဲ့မိုးရေပေါင်းဟာလည်းလေဟာမြင်ထဲမှာအောက်ကနေလေကပင့်ထားသည့်အတွက်ကြောင့်ရေပေါင်းကြီးဖြစ်တယ်။အဲ့ဒီရေပေါင်းကြီးပဲနှစ်ပေါင်းများစွာကြာလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံတွေမာကျော်လာအပေါ်ယံတွေကျက်ဥများလို့ပေါ့။နော်ကျက်ဥများကလည်းကျက်ရဲ့ဝန်းထဲအထက်တုန်းကအခွန်မမာသေးဘူး။ တဖြည်းဖြည်းပြင်လေနဲ့တိုက်တဲ့အခါအခွန်မာနသလိုပဲအဲ့ဒီရေပေါင်ကြီးကလည်းပြင်မက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျောလေးတွေတင်းလာပြီးမာလာဒါကနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလိုစတဲ့ဖြစ်ပေါ်လာတဲ့ရေပေါင်ကနေစပြီးဖြစ်လာတယ်လို့ဆိုတဲ့ကဘာတီဘုံဖော်ပြတဲ့အထက်ကရာတီကကျမ်းတွေကိုကြည့်မယ်ဆိုရင်လည်းကဘာကြီးဟာအလုံးကြီးလို့ဆိုတာခံမှန်းလို့ရတယ်ပေါ့နော်အဲ့ဒါလို့ကဘာကြီးတဲ့မှာ ကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်